မင်္ဂလာပါရှင်ဒီနေ့တော့အန်တိုနီရဲ့နားခဲ့အကြောင်းလေးနည်းနည်းဆွေးနွေးကြည့်ကြအောင်လားဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းနေတဲ့ချိန်ပေါ့မန်ချက်စတာယူနိုက်တက်ကနေရီယက်ဘတ်တန်မှာအငားသွားကစားပြီးနောက်ပိုင်းသူ့အခြေအနေကအင်းမယုံမလုံးကတော့မျောလင်းနေလို့မသိခဲ့ဘောနော်ဒါပေမဲ့ဘက်တရောက်တော့ပုံစံကောင်းပြန်ရလာတယ်ဟုတ်တယ်ဆိုတော့အခုသူ့ရှေ့ရေကဘလို့ဆက်ဖြစ်ပလဲဆိုတော့ကိုတရင်တွေသူကင်းကနန်းတွေ နောက်ပြီးသူကိုယ်လိုင်းပြောရတဲ့ခံစားချက်တွေအပေါ်အခြေခံပြီးကြည့်ကြတာပေါ့ဟုတ်ကဲ့ရည်ရွယ်ချက်ကတော့ဒီအပြောင်းရွှေ့ဖြစ်နိုင်ခြေတွေသူ့ရဲ့စွမ်းဆောင်ရည်ကွာခြားမှုတွေအဲ့ဒါတွေပို့ပြီးနားလည်ဖို့ပါပဲအဓိကအခြေကတော့လေ real batic ကသူကိုယ်တော်တော်လေးသဘောကျနေတယ်ဆက်ပြီးခေါ်ထားခြင်းပုံမယ်ဟုတ်တယ်နော်သတင်းတွေတဲမှာလည်းတွေ့တယ် menu နဲ့ထပ်ဆွေးနွေးခြင်းတွေဆိုပြီးတော့အင်းသူ့ရဲ့ကံလန်းမှုကအာနောက်ထပ်အငားတရားစီထက်ခေါ်မယ်ပြီးရင်ပေါင်35တန်းဝင်းခြင်းလောက်နဲ့အပိတ်ဝယ်ယူခွင့် ဲလိုပုံစံမျိုးနဲ့ကန့်လန့်မှုပြင်နေတယ်လို့ဆိုပါတယ်။အိုးပေါင်30မှတန်းတမန်ယူပေးခဲ့ရတဲ့ပေါင်86တန်းနဲ့ရှင်ရင်တော့အများကြီးပဲနော်ဟုတ်တယ်အများကြီးကွာချက်ချင်းနေတာဗောဒီလောက်ဆေးစလော့ပြီးမန်ယူကကောလက်ခံမမလားသူတို့တွေ့တော့အရှုံးတော်တော်များမှာဒါတော့ဟုတ်တယ်စဉ်းစားစရာပဲဒါပေမဲ့မန်ယူမှာတော့ကသူစွမ်းဆောင်ရည်ကိုပြန်ကြည့်ရင်96ပွဲမှာ12ကိုပဲတွင်တယ်ကိုဖန်ဒီမှု9ချိန် ေါင်66တန်းတန်းကစားသမားအတွက်တော့အဲ့ဒီကိန်းကဏ္ဍတွေကနည်းနည်းပြောစရာဖြစ်ခဲ့တာပေါ့ဒါဝအဲ့ဒီအချက်ကလည်းမယူဘက်ကညှိနှိုင်းတဲ့အခါအားနေချက်ထင်နိုင်တာပေါ့လေဒါပေမဲ့ဘက်တစ်ကိုရောက်သွားတော့အချင်းတွေကလုံးဝပြောင်းသွားတယ်မှန်တယ်26ပွဲမှာ7ခုဆိုတော့ဟုတ်ပါမယူမှာရာသီနှစ်ခုနှီးဝါးသွင်းတာတဲ့တောင်များနေစဉ် conference league final ထိတက်တာမှလေ तू ကအရေးပါခဲ့တယ်ဆိုတော့လေဟွန်းတော်တော်လေးကွာခြားသွားတာအဲ့ဒီလောက်ကွာသွားတာ ဘာကြောင့်လို့ထင်လဲကစားပုံးစစ်နေလားဒါမှမဟုတ်အမ်ပတ်ဝန်းကျင်အပြောင်းလဲကြောင့်လားတရင်တီထဲမှာတော့ဟိုရင်ပတ်ဝန်းကျင်နဲ့စိတ်ပိုင်းဆိုင်ရာ အချက်တွေကပို့ပြီးတော့အရေးပါခဲ့ပုံရတယ်လို့ဆိုတယ်သူကိုယ်လိုက်ပြောထားတာလေးတွေရှိတယ်ဗျာဟုတ်လားဘယ်လိုပြောထားလို့လဲဘက်တစ်ကိုရောက်မှသူ့ရဲ့ပျော်ရွှင်မှုကိုပြန်တွေ့ခဲ့တယ်ဆိုပြီး club ကိုကြီးစုတင်ကြောင်းပြောထားတာမျိုးလေဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်အော်သူ့ရဲ့ notes စကားထဲမှာဆိုလိုတာလား ကျွန်မလည်းဖတ်လိုက်ရသလိုပဲတချင်ကလမ်းပြောင်းနေတယ်လို့ခံစားခဲ့ရတယ်ဆိုတာမျိုးဟုတ်တယ်ပတ်တစ်ကိုအိမ်လိုခံစားရတယ်ဘောလုံးကိုပြန်ချစ်လာတယ်ဆိုပြီးပြောခဲ့တာဒါကကစားပမတယောက်ရဲ့စိတ်အခြေအနေကကစားပုံကဘောဘလောက်တက်ရောက်လဲဆိုတာပြနေတယ်လို့ပဲနော်တိကျပဲတူတုံတုံထားတာလေးတခုဆိုဘွားကကျွန်တော်ဖဲဘာလာကနေကပါကိုခေါ်သွားတယ်ဒါပေမဲ့ဘောလုံးကအမြဲတမ်းကျွန်တော်ရဲ့ခိုးလုံးရပဲ ီနေ့မှာတော့အရာအလုံးပြိုကျသွားပြီးကိုကိုကိုတန်တရဝင်လာခဲ့တယ်ဆိုပြီးတော့အိုးတော်တော်လေးခံစားခဲ့ရပုံပဲဟုတ်တယ်ဒါပေမဲ့ဒီကိုရောက်မှာအိမ်ပြန်ရောက်တလို့ပျောက်ဆုံးနေတဲ့စိတ်ပိုင်းကိုပြန်တွေ့တလို့ခံစားရတယ်ဘောလုံးကအချစ်ပြန်ဖြစ်လာတယ်လို့ပြောခဲ့တာကသူ့ရဲ့ခံစားချက်ကိုပေါ်လွင်စေတယ်ဒါတော်တော်လေးစိတ်ထိခိုက်စရာကောင်းတဲ့ခံစားချက်မျိုးပဲဒါပေမဲ့အဲ့ဒီလိုပြောနေပေမဲ့လည်းမန်ယူဘကချင်းနေတတ်ရှိတယ်လေနီပြတ်တဲ့ဖူလာနိုင်တဲ့ရူဘင်အမိုရင်ရဲ့စီစဉ်မှာ အန်တိုနီပါဘိုတိမတိချာဘိုဆိုတဲ့တတိနေလေးကျိုင်းနေရတယ်ဟုတ်တယ်အဲ့ဒါလည်းရှိနေပြန်ရောဆိုတော့ကစားသမားပြိုရွှေမှုတခုတည်းနဲ့တော့ဒီပြုံးရွှေကဖြစ်နိုင်မှာမလားကလပ်ပြမဟာဗျူဟာတော့ငွေကြီးတို့ကပိုရေးပါအောင်မဟုတ်လားဒါကအဓိကပွတ်တိုင်မှုချလာနိုင်တဲ့အချက်ပဲလေကစားသမားကပတိမာဖြိုတယ်ခြေလည်းပြန်ပြနေပြီပတိကလည်းလိုချင်တယ်ဒါပေမဲ့မန်ယူနဲ့စာချုပ်ကရှိနေတော့အင်းစာချုပ်တက်တဲ့ကကြံနေတာကိုဟုတ်တယ် အန်တိုနီကိုရိုင်းကလည်း conference league final ပြီးတော့ပြောသွားတယ်သူအနာဂတ်ကိုသူလည်းမတည်သေးဘူးမန်ယူနဲ့စာချုပ်ရှိတာကတော့တည်တယ်ပေါ့ဆိုတော့စိတ်ခံစားချက်နဲ့စာချုပ်ကစားသမားစံသားနဲ့ club ရဲ့အကျိုးစီးပွားအဲ့ဒီကြားတွေကဆုံးဖြတ်ချက်ပေါ့ဒါပေါ့တော်တော်လေးရှုပ်ထွေးနေတဲ့အခြေအနေလို့ပြောရမှာပဲအနှစ်ချုပ်ရရင်တော့ဘက်တစ်ကတော့အန်တိုနီကိုဆက်လို့ခြင်းနေလေသူကိုယ်တိုင်ကလည်းဘက်တစ်မှာပျော်ရွှင်မှုပြန်တွေ့ထားတယ်ဒါပေမဲ့ဒါပေမဲ့ မန်ယူနဲ့မူလရင်းနှီးထားတဲ့ငွေပမာဏနဲ့စာချုပ်ကိစ္စတွေကသူ့အနာဂတ်ကိုမရေမရာဖြစ်စေတဲ့အတိကအချက်တွေဖြစ်နေတော့မယ်။ဟုတ်ပါတယ်။ဒါကြောင့်မို့လို့နောက်ဆုံးစဉ်းစားစရာလေးတစ်ခုကအင်းအန်တိုနီရဲ့ရှေ့ဆဲရမယ့်လမ်းကိုဘယ်ရာက အတိကလွှမ်းမိုးသွားမလဲ။မန်ယူကသူ့ရဲ့ငွေကြေးဆုံရှုံးမှုကိုရှော့ချဖို့ကြိုးစားတာကအတိကဖြစ်မလား။ဒါမှမဟုတ်အန်တိုနီရဲ့ပျော်ရွှင်မှုနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုပိုဦးစားပေးမလား။ ဒါမှမဟုတ်ညကလနခုလုံးရဲ့အတင်းတီချောင်ရေးမဟာပြောရာတွေကပဲအဆုံးဖြတ်ပေးသွားလိမ့်မလားဒါကတော့တကယ်ကိုစောင့်ကြည့်ရမယ်အနေချပါပဲဗျာ